မင်္ဂလာပါတက်ဆက်ပါရှင် YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်တက်တော့မှ3ပွဲနေမိပါကြီး။ဆိုတော့ဒီမှာ3ပွဲထပ်တင်ပါမယ်။ဆိုတော့အဲ့ဒါပထမဆုံးအနေနဲ့ပွဲစဉ်ကတော့ line နဲ့ diamond ဆောက်ရဖြစ်နေ။ဆိုတော့ line နဲ့ဒီနေ့1 mile 20ခွန်ကြီးသုံးသုံးနဲ့ပေးတာပါရစေ။ဆိုတော့ line နေနဲ့လည်းကျွန်တော်ပြီးခဲ့တဲ့ Europa League မှာဆိုလို့ရှိရင်ဒါအဝေးဝင်မှာတောက်ကန်ပြီးတော့11နဲ့တရေဆိုတော့10နဲ့ရှုံးနေတာဖြစ်ပါရစေ။ဆိုတော့အဲ့ဒီကတော့ကာကာဘီနာဇာဗီဒီကိုရှုံးနေတာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ diamond ဇဂရက်ကတော့ ဒါ center ကိုရှုံးနေတာတကူတွေ့ရှိရမယ်ဆိုတော့ဒီနေ့တင်းရဲ့အဲအာတိပဲကျမဆိုရင် Dimo 0ကအဆင့်7နဲ့9မှတ်ဖြစ်ပြီး line နဲ့အဆင့်19 6မှတ်ဖြစ်ပါတယ်ဗျဆိုတော့ဟိုအောက်ဆုံးအသင်းကအိမ်ခွင်းမှာ1 by 20နဲ့ဗလာကြီးကိုပေါင်းကြီးက330ဖြစ်နေပါတယ်ဆိုတော့ line ဒီအနေနဲ့လည်းကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာ Perry FC ကို4-2နဲ့အနိုင်ရရှိထားပြီးတော့ဒါအခုဆိုလို့ရှိရင်ဆိုတော့ဒါဘယ်လိုပြောရမလဲအိုင်းနေရှိတယ်ဒါပြီးလို့ရှိရင်9ပွ ine, 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 ဲတွေစလိုက်သွားမယ်လို့ကျွန်တော်ယူဆတဲ့ဒီနေ့1-30ဘောပေါင်း330အနေထားရ라이ဒီတို့ဒီနေ့ အမှတ်ရတော့ပဲရှိပါတယ်1စီးသို့မဟုတ်2စီးအနေထားပဲဖြစ်တော့နိုင်ခြင်းရှိပါတယ်ခင်ဗျာဆိုတော့ကိုမပြရင်တော့မှ line လီ1စီးလုံးနဲ့နိုင်သားခြင်းရှိတယ်ကျွန်တော်ကတော့ line လီ body လေးပဲကြိုက်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ပွဲကတော့အာ Nordian Forest နဲ့ Malmo ပဲဖြစ်ပါတယ်ဆိုတော့ Nordian Forest ကတော့ Malmo ကိုခြေချပေးထားတယ်ဘလောက်ပေးထားလဲဆိုလို့ရှိရင်နှလုံး +60 အနေထားဖြစ် နေပါတယ်ဗျနော် နှလုံးပလက်60မမဟုအကျော်ပေးထားတယ်ကိုပေါင်းကြီးကတော့3လုံး40အနေထားဖြစ်နေပါတယ်ဗျအဲ့တော့ဒီခေါင်းအနေနဲ့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် APL မှာကျွန်တော်တို့ဒါလီဗာပူးကိုဇီးသွီးနဲ့အနိုင်ရရှိတာရယ်3-1နဲ့လီကိုအနိုင်ရရှိတာတော့နောက်ဆုံး5ပွဲမှာဆိုရင်2ပွဲနိုင်2ပွဲတင်နဲ့2ပွဲရှုံးတာလေအဲ့ဒါကတော့ဖုံးပေါက်ကိုပဲရှုံးတာဖြစ်ပြီးတော့ဒါမယ်လ်ဘုန်းအနေနဲ့လည်းအားရစရာမရှိပါဘူးညတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဟောဒါဟာကန်ကို1-1နဲ့တည်အဲကြားထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အာအင်္ဂလန်မှာ တွားကံမှာဖြစ်တဲ့မမ်ဘိုအနေနဲ့နှလုံးပလက်60အနေနဲ့ဖြစ်တဲ့ Noddy Phone ကတော့ဒီနေ့လဲနေပါဘူးကိုသွင်းတယ်လို့မျိုးဂိုးတွေသွင်းရမယ်လို့ကျွန်တော်ယူဆတဲ့ပြီးခဲ့တဲ့ဘက်ဆက်မှာ strike ကိုစီးစီးနဲ့ပြန်လာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ table ရမှာဆိုလို့ရှိရင်ဒါ1 to 24တော့ဝင်သေးတယ် Noddy Phone အနေနဲ့ဆိုတော့အဆင့်33 Malmo ကိုနှလုံးပလက်60ဖြစ်တာကျွန်တော်နေ fair ဖြစ်လို့ယူဆတယ်အဲ့တော့ Noddy Phone ဒီပွဲလဲဒါလို့ဒီလိုအနေနဲ့ဂိုးပြန့်ပြောက်ပဲကျွန်တော်စောင့်ကြံနေတာဖြစ်တဲ့ဆိုတော့ လီဗာပူးလိုပဲကန်သွားမယ်လို့ယူဆပါတယ်ဆိုတော့နောက်တပွဲကားတော့ဥတာချနဲ့အဝေးကွင်းမှာတွားကံမှာဖြစ်ပြီးတော့နောက်နှစ်မှာဆိုရင်လို့ရှိရင်ဒါဘရာဂါနဲ့ဖီယန်ကာပါလိုနဲ့ကန်မှာဖြစ်တဲ့ဆိုတော့ပွဲကတော့နည်းနည်းတော့ကျက်တယ်ဒါပေမဲ့ဒီနေ့နိုင်သွားလို့ရှိရင်သူ့အနေနဲ့ဒါ1 2အာတန်းတော့ဝင်သွားနိုင်ရရှိတယ်တကယ်လို့ မဟုတ်လို့ရှိရင်လည်းဒီ1 to 24လောက်လည်းကျွန်တော်ဒါ play on နဲ့လည်းကမ်းနေနေရှိပါတယ်ဆိုတော့အခုတော့သူ့ရဲ့အမှတ်က9မှတ်ပဲရှိသေးဆိုတော့ကျွန်တော်နေ1 to 24အတွင်းတော့ဝင်သွားနိုင်ကြတော့ရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ Nordian Forest body လေးပဲကြိုက်ပါတယ်ဆိုတော့ North Boy ကတော့ Ranger နဲ့ Braga ဆိုတော့ Ranger နေနဲ့ဒါ Braga ကိုအိမ်မှာလက်ခံမှာဖြစ်ပါတယ် Braga ရဲ့ပေါက်ကြီးကတော့ဟာ level minus 60ပြီးတော့ဂိုးပေါင်းကြီးအဖြစ်3လုံး90အနေထားဖြစ်နေပါတယ်ဆိုတော့ဒီနေ့8 to 8မှာဆိုလို့ရှိရင်လည်းဒါ ရိန်ဂျာအနေနဲ့၃ပွဲနိုင်ပြီးတော့တပွဲပဲရှုံးရတာကိုတွေ့ရှိရပါတယ်အိမ်ကွေးမှာရိန်ဂျာအနေနဲ့၂ပွဲကန်၂ပွဲလုံးအနိုင်ရရှိရတဲ့အတင်းတင်းဖြစ်ပါတယ်ဆိုတော့ရိန်ဂျာအနေနဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒါ၃ပွဲနိုင်ပြီး၂ပွဲရှုံးတာတယ်။တပွဲကတော့ကျွန်တော်စက်တစ်ကိုရှုံးပြီးတော့နောက်တစ်ပွဲကရိုမာကိုကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါအိမ်ဘက်မှာ Z2 နဲ့ရှုံးနေတာလားဖြစ်ပါရင်ဆိုတော့ဘရာဂါကိုကြည့်အောင်ဘရာဂါကိုကြည့်ချင်းအဖြစ်နောက်ဆုံးအပွဲမှာ၃ပွဲနိုင်တယ်။အဝေးကွင်းအဲအဝေးကွင်းတစ်ပွဲရှုံးပြီးတော့အိမ်ကွင်း၄ပွဲမှာ၃ပွဲနိုင်တဲ့ပွဲရှုံးတာပဲဆိုတော့ဘရာဂါနေနဲ့ကျွန်တော်ပြီးခဲ့တဲ့ပွဲမှာဆိုရှင် ကန်ကိုကျွန်တော်34နဲ့ရှုံးနေတာလားဖြစ်ပါရဲ့ဗျာဆိုတော့ဒီနေ့ raga က subordinate raga က ranger ရဲ့ aim ကမှ level minus 60အကျော်ပြီးကိုပေါင်းကြီးအပြည့်တော့လုံးရှိစေဖြစ်လိုပါတယ်ဆိုတော့ဒါအနေနဲ့1 2 hl ကိုဝင်နေတယ်ငါအဆင့်5နဲ့ကိုမဖြစ်ပြီးတော့ဟိုအောက်က ranger ကို level minus 60ပေးလာတော့ဆိုတော့ကျွန်တော်အနေနဲ့ ranger တကူလည်းရမယ် braga လည်းကိုရမယ်တော့လုံးပြတ်60အနေနဲ့ကျွန်တော်အနေနဲ့အဲ ranger နဲ့ braga ကိုကိုပေါ်လေးပဲကြိုက်ပါရဲ့ဗျာဆိုတော့ကျွန်တော်ဒီမှာ၃ဘက် ကျွန်တော်မှတော့မယ်ကျွန်တော်တင်ပေးတာခင်ဗျာညူလို့နေနဲ့ဒါချိန်နေတရားကိုယူဆပါမောင်းမဲ့ရိုက်သည်ဖြစ်စေဘော်ဒီတပွဲကြွေးရမယ်ရှင်ဆောင်းနေမယ်ခင်ဗျာအထူးပဲကျေးဇူးတင်ရှိပါတယ်